ပွဲပွဲကောင်းတစ်ခုကကြည့်ရဖို့အတွက်ဘောလုံးကွင်းကလည်းကောင်းနေဖို့လိုတယ်အဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့ဒီမှာဝေသာကမိုးရွာရွာလဲလို့ရှိလို့ရှင်ဟိုဘယ်လိုရောလဲဟိုရေဝစ်တာတို့ဘာလို့ဆိုတော့ဟိုဘောလုံးသမားတွေရဲ့စိတ်ထဲမှာလည်း fish ရယ်ဗျာကွင်းကောင်းမှာကန်နေရတယ်အဲအဲ့လိုအချိန်မှာအဲ့မှာကန်နေရောရန်ကုန်ကွင်းကိုအပြစ်ပြောတာမဟုတ်ဘူးဒါပေမဲ့တိုင်ပွဲချင်းမတဲ့ကွင်းတွေကိုကောင်းစေချင်တာကိုပြောတာပါဟုတ်ကဲ့ပါတော်ပွဲကောင်းတစ်ခုကကြည့်ရဖို့အတွက်ဘောလုံးကွင်းကလည်းကောင်းနေဖို့လိုတယ်ဟိုရန်ကုန်ကတော့ဟိုပြော foreigner player တွေပါနေတယ်သူတို့စုဖွဲ့မှုအားလေးကဟို ပိုကောင်းတယ်ဗောနော်ကျွန်တော်အမြင်ပိုကောင်းတယ်ဗောဒါပေမဲ့ဘောလုံးမှာတော့ဟိုဘယ်လိုပြောမလဲဘာမှမလုပ်ဖြစ်သွားနိုင်ပါတယ်ပိသက်ဒီအားမလို့အားမလို့ဖြစ်တာကိုလည်းဟိုနားလဲပါတယ်ဒါပေမဲ့ကျွန်တော်ဘောလုံးကိုချစ်ပြီးတော့အားပေးနေတဲ့ပိသက်တွေဖြစ်တဲ့အတွက်အခုလဲဆက်လက်ပြီးတော့ဒါပေမဲ့ quarter ဒီ semi final ပွဲစဉ်ကိုအရင်ရေနာပုံလိုပဲဆက်လက်အားပေးပါအောင်လို့ကျွန်တော်ကထည့်တဲ့ခံပါတယ် အားသောဝန်လာရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မှာတော့မကြခင်မှာကျင်းပဖို့ရှိနေတဲ့ MNL League 2025ပြိုင်ပွဲရဲ့ semi final ပွဲစဉ်လေးအကြောင်းကိုဆွေးနွေးသုံးသပ်သွားဖို့ရှိပါတယ်အဲဒီနေ့မှာတော့ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးဧည့်သည်တော်တယောက်ကိုလည်းဖိတ်ခေါ်လို့ထားပါတယ်ခင်ဗျာသူကတော့ရနာဘုံအသင်းရဲ့ကစားသမားဟောင်းတူဖြစ်တဲ့ဒါကိုရံပိုင်ပဲဖြစ်ပါတယ်ခင်ဗျာအခုလည်းရောက်နေပြီဆိုတော့ကျွန်တော်အစီအစဉ်လေးကိုစတင်ပါတယ်အခုမင်္ဂလာပါခင်ဗျာမင်္ဂလာပါအရင်ဆုံးကြည့်နေတဲ့ပြည်သက်တွေကိုနှုတ်ဆက်ပေးပါအောင်ဗျာအာ ဘာဖြစ်ဟိုကျွန်တော်တို့ကန်တော့ကလည်းအပိတ်နေတယ်အခုလည်းလက်ရှိဘလုံးအပိတ်နေတဲ့ပိတ်တဲ့အလုံးမင်္ဂလာပါလို့ကျွန်တော်ဟိုနှုတ်ခွန်းပေါ်ပေါ့နော်ဆက်ဟိုပါပေါ့နှုတ်ဆက်ပါတယ်ပေါ့ဟုတ်ကဲ့ပါဆို ါဆိုကျွန်တော်စီစဉ်လေးကိုစလို့ရပါပြီအဲကျွန်တော်မကြခင်ပေါ့လာမယ့်ဂျွန်လ23ရက်နေ့တင်းလာနေညနေ3:00နာရီမိနစ်30မှာတော့ကျွန်တော် MNL League 2025ရဲ့ Semi Final ပွဲစဉ်အနေနဲ့ဇနာဝက်စီနဲ့ဂျန်ကုန် United တို့ကစားတော့မယ်ပေါ့နော်အဲပွဲနဲ့ပတ်သက်ပြီးတော့အကူနဲ့ဆွေးနွေးကြတာဘာလို့လဲဆိုတော့အကူအနေနဲ့ကလည်းဇနာဝက်စီမှာကစားခဲ့တဲ့ကစားသမားဆိုတော့လေနောက်ဆိုတော့အဲအခုဒီ League ပွဲတွေရောကြည့်ပြလာအဲ့တော့ကျွန်တော်ဒီဒီ2025မှာပေါ့နော်ဘောလုံးကနေခဏ ဟိုဘောဒီအလုပ်တွေအခက်နားတာတော့ဟိုပွဲကျင်တိုင်းတော့မကြည့်ပြဘူးဒါပေမဲ့ဟိုကိုကြိုက်တဲ့အသင်းတွေနောက်ကိုအသင်းရန်လာပုံနဲ့ပွဲတွေတော့ highlight လေးတွေကြည့်ပြပါတယ်ဟုတ်ဟုတ်ကဲ့ပါဒါအခုလိုမျိုးပေါ့နော်ဒီကိုရဲ့ရန်လာပုံအသင်းအကြောင်းပြန်ပြောရအောင်မယ်ဆိုတော့အဲဘလို့ခံစားချက်ဖြစ်နေလဲဟုတ်ဒီဘောလုံးကြောင့်ပဲဟိုကျွန်တော်တို့ဆိုတာဟိုဘလို့ဒီဘလို့ဒီလိုဖြစ်လာတာပေါ့နော်အဲ့တော့ဘောလုံးရဲ့ကျေးဇူးတွေလည်းအများကြီးရှိတယ်ကိုဝါသနာပါတဲ့အလုပ်ကိုလည်းလုပ်ရတယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့လည်း အခုလိုပြန်ပြီးတော့ထိတွေ့ခွင့်ရရဆိုတော့ဝမ်းသာပါတယ်ဟုတ်ကဲ့ပါအခုအကိုအနေနဲ့ဘလုံးနဲ့ဆိုင်တဲ့အလုပ်တွေရောဂျာဘာတွေလုပ်နေရရှိလဲအဲကျွန်တော်အခုအခုလောဆယ်တော့ဘလုံးနဲ့ပတ်သက်တဲ့အလုပ်တွေကိုကျွန်တော်ဘာမှမလုပ်သေးပါဘူးဟုတ်ချန်နေဆိုင်နေရတော့ကျွန်တော်ပြောတာအမိသားစုအချိန်ပေးပြန်ပါဟုတ်ကဲ့ကောင်းပါလေအဲဟုတ်ပြီဗျာအဲ့တော့အကိုအနေနဲ့ပေါ့နော်ဂျန်နာဘုံအတင်းမှာကစားခဲ့တုန်းကရန်ကုန်ယူနိုက်တက်နဲ့စုံတဲ့အမှတ်တရတွေအကြောင်းကျွန်တော်စပြီးတော့နေကြပါသေးတယ်ပြပရဖြစ်တဲ့အဖြစ်ပြက်လေးတွေပြန်ပြီးတော့ပြပြပေးပါလားဗျာ အဖြစ်ပြက်ကတော့ဟောကျွန်တော်ဒီ amateur league ကနေပြီးတော့ဒီ professional ကို2009မှာပေါ့နော်ကျောင်းတာပေါ့ကျောင်းတဲ့အချိန်မှာပဲကျွန်တော်တို့ဒီအားလုံးကဟိုကိုကိုစီပေါ့နော်တက်ဟိုခေါ်တဲ့အသင်းတွေကိုတွားခံကြတော့ကျွန်တော်တို့ဒီအကုန်လုံးကဘယ်လိုမှအမှန်တော့အကုန်လုံးကတငယ်ချင်းတွေပဲဒါပေမဲ့ကွဲပြားသွားတာပေါ့နော်အသင်းတွေဖြစ်သွားတဲ့အချိန်ပြီးတော့ဒီ professional league ကိုစပြောင်းနေဆိုတော့ပေးသက်ကလည်းစိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာအားပေးမှုကလည်းအမြင့်ဆုံးလို့ဟိုကျွန်တော်တို့ထင်တယ် ဘာဖြစ်မန်လီမျိုးကပိတ်သက်တွေရောရန်ကုန်ပိတ်သက်တွေဆိုလည်းအားပေးတယ်တဲ့မှာအဲ့လိုလိုအားပိတ်သက်ဒီအရန်အားပေးမှုအမြင့်ဆုံးအချိန်မှာဖိုင်နယ်မှာတွေ့ရတော့ဒါတော့အမှတ်တရပါပဲပြီးတော့ပြန်တွေ့ရတဲ့လူတွေကလည်းကိုယ့်ရဲ့အကူတွေလိုဖြစ်တယ်ဟိုကိုကိုကိုနဲ့သူတို့နဲ့ကတကယ်ဟိုညီကိုလိုပေါင်းသင်းလာတဲ့လူတွေနဲ့ပြန်တွေ့ရတာပေါ့နော်အဲ့လိုပြန်တွေ့ရတဲ့အချိန်မှာတော့ဟိုတစ်ဖက်တင်းစီဆိုတော့ကိုအလုပ်ပဲကိုလုပ်ကြတာပေါ့တကယ်တကယ်ကျတော့ professional ဖြစ်သွားရည်လေအဲ့တော့ကိုအလုပ်ပဲကိုအကောင်းဆုံးကြိုးစားပြီးတော့လုပ်ခဲ့တာပါ အမေအဲ့ချိန်မှာအားပြီးတဲ့ပိတ်သက်တွေကတော့အမှတ်တရပါပဲအဲ့လောက်အများကြီးတကယ်လားပြီးတာဟုတ်တယ်ကွင်းလုံးပြည့်နှီးပါရယ်ပဲเนาะဟုတ်ကဲ့ဒါကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒီကွင်းထဲမှာကြည်ကိုလက်မှတ်ဝယ်တာတော့တော်တော်လေးခက်ခက်ခဲခဲနဲ့ဝယ်ပြီးတော့ကြည်ရတယ်အချိန်မှန်လေးကပိတ်သက်တွေဆိုအာဥပမာကားတွေရောရထားတွေနဲ့ရောလာတဲ့လူတွေရောတကယ်ကိုပျော်စရာကောင်းပါတယ်ဟုတ်တယ်เนาะဒါမန္တလေးကပိတ်သက်တွေနေနေလေရနာဝန်ရဲ့ကွင်းက ပွဲอ่ะဒီရန်ကုန်มาဆိုလို့ရှိရင်မန္တလေးကနေဆင်းလာတယ်ရန်ကုန်ပြည်သက်တွေကလည်းမန္တလေးပွဲဆိုလို့ရှိရင်မန္တလေးကိုတက်လာတယ်ဟုတ်ပြီဟုတ်ရထားတွေကားတွေနဲ့လာပြီသွားခဲ့တဲ့အချိန်လေးတော့ရှိခဲ့ပေါ့ဟုတ်ကဲ့ဟုတ်ပြီကိုရေအဲ့တော့ MNK ဦးမဆိုလို့ရှိရင်တော့ရန်နာမော FC တင်းကတော်တော်လေးကိုအောင်မြင်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အခုဒီဘက်နောက်ပိုင်းနှစ်တွေမှာတော့အောင်မြင်မှုနဲ့နည်းနည်းလေးပြန်ပြီးတော့ဝေးသွားတဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်ဒါဘာကြောင့်လို့ကစားသမားဟောင်းတယောက်အနေနဲ့မြင်မိလဲဗျအော် အမှန်တော့ဟိုဘယ်လိုရောမလဲဒီပြောင်းလဲတာတော့ပြောင်းလဲကြီးတော့ပြောင်းလဲသွားတာတော့မရှိပါဘူးဟုတ်ကဲ့ဟိုဘယ်လိုပြောမလဲဘလုံးမှာကတော့ဟိုဒီလိုမျိုးကတော့ဖြစ်တတ်ပါတယ်ဖြစ်တတ်တယ်ဆိုတာဟိုကျွန်တော်တို့ဒီအောင်မြင်တဲ့အချိန်တုန်းကလည်းဟိုစုဖွဲ့မှုကောင်းတာနဲ့ဟိုဒီလိုပြန်ဆိုင်မှုပြင်းနေအပိတ်တအပိတ်မှုတကယ်ရှိတဲ့အချိန်နဲ့ဆိုတိုက်ဆိုင်သွားတော့ဟိုဘာပဲဖြစ်ပွဲကလည်းရသမြောက်သွားတာပေါ့နော်အခုအချိန်မှာကျွန်တော်တို့ရန်တော်ဝင်တင်းကကြလာတယ်ဆိုတာတဲ့ဟိုပြောရမလို့ player ရှားသွားတဲ့သဘောကြီးလည်းပါတယ်ဟို ပြီးတော့ဟိုကျွန်တော်တို့ကဟိုဘောလုံးနဲ့ပတ်သက်လာလို့ရှိလို့ရှိရင်ဟိုဒီလိုမျိုးပေါ့နော်ရရှိ plan ဆိုတာရှိရမှာပေါ့နော်ဟောအဲ့လိုမျိုးပေါ့ကျွန်내အခက်ခဲတွေကတော့ဟိုဘာတွေရှိလဲတော့မသိဘူးကျွန်တော်ကတော့ဘောလုံးနဲ့ပတ်သက်ပြီးတော့ဟိုကစားသမားတစ်ယောက်ကိုရရှိဟိုထိ ंछ ုတ်ထားဖို့လိုတယ်ပေါ့အဲ့ဒါဆိုတော့ဒီဘောလုံး professional career တခုမှာအဲ့လိုထိ ंछ ုတ်မထားအောင်ဆိုရင်တစ်နှစ်တစ်နှစ်ဒီလိုအစ်စ်အစ်စ်တွေနဲ့ပဲဆိုရင်အတင်းကိုပြန်ပြီးတော့အစ်စ်အစ်စ်ပြန်စတင်ရတယ်လို့ဖြစ်နေရပါလေအဲ့တော့ အတင်းကအထိုင်ကျဖို့ဆိုတာခဲရင်တယ်ကျွန်တော်တို့ရန်နာဘုံရဲ့ဟိုကြဆုံးွားတာတော့မဟုတ်ဘူးဒါပေမဲ့နည်းနည်းလေးရင်းရင်ွားတာအဲ့ဒါတွေအကြောင်းလို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ player တွေကတကယ်ကောင်းတဲ့ရင်းရဆိုရန်နာဘုံမှာကြည့်လိုက်ကျွန်တော်တို့ဒီအရန်ရအစဟိုလေယူစင် player တွေကြီးပဲဟိုဘသူ့ကိုမသူအသုံးပြုလို့ရတဲ့အနေအထားရှိတယ်ပေါ့နော်အခုကျတော့ကျွန်တော်တို့ကဟိုလူငယ်တွေဦးစားပေးလိုက်တာပေါ့ဟုတ်ကဲ့ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘောလုံးမှာလည်းဟိုအချိန်တစ်ခုပဲလေ တစ်ခါဟိုအချိန်တန်လို့ရှိရင်တော့ခုနေရာကိုဒီဒါပဲနောက်ထပ်လိုသက်တဲ့ညီငယ်လေးရောက်လာမှာပဲအဲ့ဒါကိုစဉ်းစားပြီးတော့ကျွန်တော်တို့ကဒီဟိုရေရှည်အတွက်ပေါ့နော်လူငယ်တွေကိုပဲဦးစားပေးပြီးတော့လှုပ်လိုက်မယ်ဆိုတဲ့သဘောကြောင့်ဒီလိုမျိုးလေးအချိန်ကြီးဖြစ်သွားတာပါဟုတ်ကဲ့ပါ ဒါပြီးခဲ့တဲ့ MNM မှာဆိုလို့ရှိရင်တော့ဒါကွန်ကြုံမိုးနီးပြကြုံနေတဲ့အကိုင်းနေပေါ့နော်အခုတော့ဒါနီးပြပြောင်းလာတယ်ဆရာဦးမြင့်ကိုတော့ကိုင်းနေဒါပေမဲ့ဒီပြပြောင်းသွားရဲဆိုပေမဲ့ရနာဘုံကပြီးခဲ့တဲ့ရာသီတုန်းလေးကပုံစံကောင်းတစ်ခုကိုတော့ဒီလီကတ်မှာလည်းဆက်ထိန်းထားနိုင်လို့တော့မြင်နေပေါ့နော်ဒီလက်ရှိပြိုင်ပွဲဖြတ်တန်းမှုအနေထားအရာဆိုလို့ရှိရင်လည်းသူတို့အုပ်စုမှာလည်းပထမအနေနဲ့ဒီ quarter final ကိုတက်လာတယ် quarter final မှာဆိုလို့ရှိရင်လည်းဒီဒဂုံဘုတ်အတင်းကို penalty မှာသူတို့အကျိတ်နဲ့ကန်ပြီးတော့ဒီ semi final ကိုရောက်လာပြီပေါ့နော်ဒီ quarter final အကြောင်းလဲအကိုကြည့်မိတလောက်နည်းနည်းတော့ပြန်ပြီးတုံ့သက်ပြပါအောင်ဗျာဟာอืมကျွန်တော်တို့အရင်နှစ်တွေနဲ့နည်းနည်း quarter ချက်လေးကိုမြင်ရတာဗာမြင်ရလဲဆိုတော့ကစားသမားတွေရဲ့ဟိုကြိုးစားအားထုတ်မှုဘိုင်းပေါ့နော်အဲ့ဒါကိုအရင်ဆုံးပြောခြင်းနဲ့အထူးမဲ့ပြုပါတယ်ဘာကြောင့်လဲဆိုတော့ဒီဟိုရေရတူတူနဲ့ပေါ့နော်အချိန်တူတူတွင်းနဲ့မှာဒီကစားသမားတွေရဲ့စီးလုံးမှုတွေနဲ့ဒီကစားအားတွေကိုဟိုပြောင်းလဲနိုင်တယ်ဆိုတာဒါနီးပြရဲ့ ဟိုဘလူးမန်ဟိုဒီလုတ်ကိုင်ဘလုတ်မုံကိုင်ကိုကောင်းလို့လည်းပါပါတယ်ဒါသမားတွေအကျိုးဆောင်မှုလည်းပါပါတယ်အဲ့ဒါတွေတစ်ချက်တော့ပြောင်းလဲလာတယ်ကျွန်တော်အမြင်ပါတော့เนาะဒါကျွန်တော်တယောက်တည်းအမြင်ပါဟိုအရင်နှစ်တည်းအရဆိုလို့ရှိရင်ကသားမားတွေကကောင်းတယ်ဒါပေမဲ့လိုအပ်ချက်လေးတွေကနည်း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 စီရှိနေကြတယ်အခုလဲလိုအပ်ချက်မရှိတော့မဟုတ်ရှိပါတယ်လိုအပ်ချက်တော့အများအားရှိနေမှာပဲဒါပေမဲ့အကောင်းဆုံးကြိုးစားဖို့ပဲလိုတာပါအာအခုတော့ကသားမားတွေနည်းနည်းပြားနေရတားတဲ့လိုမျိုးမြင်ရတာတွေ့ရတဲ့အတွက်ဟိုကိုကဟိုဘာဖြစ်ဖြစ်အားပြည့်ရတဲ့နေတယ်ပေါ့ဗျာဟို ီနေ့ဟို quarter final မှာဆိုလို့ရှိရင်လည်းဒဂုံဘော့အတင်းဒဂုံဘော့အတင်းဆိုတာလည်းဟိုဒီကျွန်တော်ဒီ MNL ကိုရောက်လာတိတ်မကြသေးဘူးပေါ့နော်ဒါပေမဲ့တကယ်ဘောလုံးမှာဆိုလို့ရှိရင်တကယ်အားထည့်လာပြီဆိုလို့ရှိရင်ပြိုင်ဆိုင်မှုကလည်းပြင်းထန်လာတယ်ပေးသတိတွေအားပြရကြိုးလည်းနဲ့တယ်နိုင်ငံသားကစားသမားတွေလည်းပါတယ်နော်ဘောပဲတင်ဟုတ်ကျွန်တော်တို့ကတော့ဒီ local player တွေများတယ်အဲ့ဒါပေါ်မှာဟိုလူငယ်နဲ့လူကြီးကိုအချိုးအချားပေါင်းဆက်ထားတာပေါ့နော်အဲ့လိုမျိုးမြင်ရတယ်ပြီးရင်မိနစ်120အထိဟိုဘယ်လိုမှလည်းကစားနိုင်နေဆိုတော့ ဒီတမ်ပူလေးတွေထိနေတာတွေအဲ့ဒါတွေအမြင်ကတော့ဘာဖြစ်ဟိုအားရတာဗောနော်အရင်နေ့ရတဲ့ဟိုတပွဲချင်းစီကိုဘာဖြစ်ရောလိကက်မှာအောင်မြင်မှုရနိုင်လားအောင်မြင်နိုင်ဦးလားဆိုတာအထက်ဟိုဒီပြိုင်ပွဲကကျွန်တော်ကတော့တပွဲချင်းစီကိုပလန်ချပြီးတော့ဟိုလုတ်သွားဖို့လိုတယ်လို့တော့မြင်ပါတယ်အခုလော်ရန်နာဘုံကမစိုးပါဘူးလက်ရှိနေထားရတော့နည်းနည်းကောင်းပါတယ်အားရခြင်းလည်းမရှိပါဘူးဟုတ်ဟုတ်ကဲ့ပါဒီတသိန်းလုံးနေထားမင်းပြီးဆိုတော့အခုကိုမေးဖို့အတွက်အဲနေရာတနေရာတော့ရှိတယ်ဗောနော်ဒါကတော့ တိုက်စစ်ပိုင်းဖြစ်ပါတယ်လက်ရှိညနာဝန်ရဲ့တိုက်စစ်အပိုင်းကိုဒါအကိုကလည်းတိုက်စစ်ကစားသမားတယောက်ဆိုတော့ဘယ်လိုများမြင်မိလဲဗျအွန်းတိုက်စစ်ပိုင်းဆိုတော့တဲ့ဟိုဟိုကျွန်တော်တို့ဒီနိုင်ငံမှာဟိုကဟိုကျွန်တော်အမြင်ပြောရင်ဟိုတိုက်စစ်ကစားသမားနည်းနည်းရှားလို့ပြန်နေတယ်အော်နော်လေးစင်မှာပဲဒါပေမဲ့မရှိလားမဟုတ်ရှိပါတယ်ရေချင်းတွေလည်းရှိကြပါတယ်အားလုံးကလည်းကျိုးစားနေတဲ့လူငယ်တွေဖြစ်တယ်အဲအခုလိုသူတို့ဆိုရင်ပြပိုက်ပဲထွက်ကစားတော့အတွေ့အကြုံတွေလည်း ကြာနေပြီပေါ့နော်အဲ့လိုမျိုးလူမျိုးတွေများလာလေလေဒါကျွန်တော်တို့အတင်းအတွက်နိုင်ငံအတင်းအတွက်ပိုကောင်းလေလေပါပဲအဲရန်နာဝန်အတင်းမှာကျတော့အခုဆိုပြည်မှုဆိုလို့ရှိရင်လူဆိုလို့ရှိရင်ဒါအတွေ့အကြုံရှိတဲ့ကစားသမားလို့ပြောလို့ရတယ်ဟိုဘာပြောအသက်အရွယ်အရာလဲတကယ်ဟိုဘာဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ဘလုံးအတင်းကလူငယ်ကြီးပဲလဲတော်လို့မရအောင်ပြောရမယ်ဟိုပြီးတော့ဟိုတင်းနဲ့လှုပ်လှုပ်ရတာလေတင်းမောနဲ့လှုပ်လှုပ်ရတဲ့ကစားနည်းဖြစ်တဲ့အတွက်ဟိုတိုက်သူ့ကျတဲ့ position သူ့နေရာနဲ့သူ့ duty function တွေကို ဟိုဘယ်လိုတယောက်တယောက်ဟိုနားလည်မှုရှိနေပေါင်းဆက်နိုင်မှလားအတင်းကောင်းလုံးသားဖြစ်မှာပေါ့နော်ဟိုတိုက်စစ်မှုတယောက်ကြီးပဲကောင်းလုံးမှာဒါပေမဲ့တိုက်စစ်မှုတွေဘာလို့ဂူးမရဘူးလဲဆိုတော့ဟိုကျွန်တော်စဉ်းစားဟိုတယောက်တည်းအကြောင်းတော့မဟုတ်ဘူးလို့ထင်တယ်ဒါကျွန်တော်အမြင်မှာဟုတ်ကဲ့အပတ်မုံမှုလည်းရှိရမယ်လေပြီးတော့ကျန်တဲ့အဆုံးသတ်ပိုင်း finishing ကတော့တိုက်စစ်မှုတွေတော့အရေးကြီးဆုံးပေါ့အဲအဲ့လိုမျိုးတွေလိုအပ်တယ်ပေါ့နော်အဲ့လိုလိုတော့ရန်တော်ဝန်တိုက်စစ်မှာဘယ်လိုအနေထားရှိလဲဆိုတော့ကျွန်တော်အမြင်ပြောရလို့ရှိရင်တော့နည်းနည်းလေးတော့ဟိုပါပေါ့ဒီလူငယ်တွေ့တွေ့တွေနဲ့ တကယ် talent ရှိတဲ့ player ရောတို့ပါတယ်ဒါပေမဲ့ပြည်မှုတို့ပါလို့လည်းအခုလက်ရှိအနေအထားမှာအကောင်းဆုံးကြိုးစားပေးနေတဲ့အတွက်အတင်းကနည်းနည်းလေးတိုက်စစ်ပိုင်းလည်းမစိုးပါဘူးကောင်းပါတယ်ကျွန်တော်မြင်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့အခုဒါဆိုကျွန်တော်နောက်ထပ်ထပ်ပြီးတော့မေးချင်တာတစ်ခုကအခု semi final အဆင့်မှာရန်နာဘုံနဲ့ရန်ကုန်နဲ့ကတော့ထိတ်တိုက်တွေ့ပြီပေါ့နော်အခုအနေအထားမှာအခုဘာများဒီပွဲနဲ့ပတ်သက်ပြီးတော့သုံးသပ်ချင်တာရှိရဗျ ဟိုကျွန်တော်ဘာလို့ပြောပြောဒီအဆင့်ထိရောက်လာပြီဆိုလို့ရှိရင်တော့အတင်းနဲ့အကောင်းဆုံးပြင်ဆင်လာမှာပဲလေ။ဟုတ်ပြီ။ဘာလို့ဆိုတော့နောက်လစ်ဆင့်ဆိုလို့ရှိရင်ကျွန်တော် final ရောက်ပြီ။ final ရောက်ပြီဆိုတော့ဒီ final ရောက်ဖို့တော့ဆိုရင်ဒီဆင့်တွေကအရေးကြီးတယ်။အဲအဲ့တော့အရေးကြီးရယ်ဆိုတော့တတင်းနဲ့တင်းရတယ်သူတို့အမှတ်ခံမှာမဟုတ်ပြင်ဆင်လာမှာပဲ။အခုနာအငြင်းပြောသလိုပဲရန်အောင်တင်းကအရင်အားနဲ့မတူတော့ဘူး။ဟိုကြလာတယ်ပေါ့နော်။နည်းနည်းလေးဂျိမ့်ရင်လာတယ်။ဟိုသွေးဆောက်ပိတ်သက်တွေကလည်းအမှလို့အမှဖြစ်နေတယ်ဆိုတော့အပိုင်းတွေမှာပြန်ပြီးတော့စိတ်ဝင်စားလာအောင် အဲ့ဒီပွဲကအရေးကြီးပါတယ်လို့ကျွန်တော်ကတော့မြင်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီပွဲကသူတို့ရလက်တစ်ခုကောင်းပြီးတော့ဖိုင်နယ်ကရောက်သွားကြည့်အရင်ဟိုဘယ်လိုမှအားမလို့အားမဖြစ်နေတဲ့စိတ်တွေကပျောက်သွားနိုင်တယ်လေ။အာအရင်ရန်အောင်ပြန်လာပြီဆိုပြီးဖြစ်သွားနိုင်တယ်။ဟောကျွန်တော်ကတော့အဲ့ဒါအဲ့ဒါကြောင့်မလို့ဒီကစားသမားတွေရောအဲရန်အောင်ဝင်ပြောတာနော်။ရန်အောင်လို့ပြောပါ။အဲ့တော့ဟိုပို့ပြီးတော့ကြိုးစားနေခြင်းနဲ့ဟုတ်နော်ဟိုအဆင့်တစ်ခုရောက်နေပြီလေ။ရောက်နေရဲဆိုတော့ကိုကိုလုပ်လိုက်တဲ့အရာတစ်ခုက ပရိသတ်တွေလည်းကျင်းနေပါမယ်ပြီးတော့အရင်အဟာတွေအတွက်လည်းပြန်ပြီးတော့ဟိုစိတ်ဝင်စားသလိုတော့ခြေဖြတ်သလိုဖြစ်သွားနိုင်တယ်အဲ့တော့အเจ้าနာတွေကအများကြီးပဲအများကြီးဆိုတော့အဲ့ဒီဘွယ်ကိုတော့တေချာလေးပြင်ဆင်ပြီးတော့ဟိုတေချာကန့်စီခြင်းတယ်ရန်ကုန်ဒီအခုချိန်မှာတော့လက်ရှိနေသားရဟိုရန်ကုန်ကတော့ဟိုပြော foreign player တွေပါနေတယ်သူတို့စုဖွဲ့မှုအားလေးကဟိုပိုကောင်းတယ်ဗောနော်ကျွန်တော်အမြင်ပိုကောင်းတယ်ဗောဒါပေမဲ့ဘောလုံးမှာတော့ဟိုဘယ်လိုပြောမလဲဘာမှမဆိုဖြစ်သွားနိုင်ပါတယ် ဟိုမိနစ်60ပြည့်သွားပြီးတော့အချိန်မိုးဆက်ကန်ရတာရှိတယ်အဲ့တော့ဘာလို့ဖြစ်နိုင်လဲအဓိကဟိုသူတို့ညီပြဆရာတွေရဲ့မှာကြတဲ့အတိုင်းကိုဝင်းထဲမှာအကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ပဲလိုပါတယ်ဟုတ်ကဲ့ပါအဲနောက်ထပ်အပူအနေနဲ့ထပ်ပြီးတော့မေ့ချင်တာရှိပါသေးတယ်ဒါကလည်းအကိုအနေနဲ့ကလည်းအရင်တုန်းကဒီကစားခဲ့တဲ့ဘောလုံးမဟောင်းတယောက်ဆိုတော့အခုလက်ရှိမြောဘောလုံးလောကမှာပေါ့နော်ဒီပြိုင်ပွဲတွေနဲ့ပတ်သက်ပြီးတော့အကိုဗာများဖြည့်ပြီးတော့ပြောချင်တာရှိတယ်အကိုရဲ့လက်ရှိအမြင်တွေကဘယ်လိုရှိလဲ။အော်မြင်လာတော့တခြားတော့မမြင်ပါဘူး။ဒါပေမဲ့အဲ့ဒါလည်း ဟိုအရင်နှုံးနေရလဲဟိုပါဘောနော်ကျွန်တော်တို့ဘောလုံးမဆိုတော့ဘောလုံးကွင်းနေရှိမှအဆင်ပြေမှာလေဟိုလေ့ကျင့်မှုအတွက်ကွင်းနေတယ်ဟိုကြောမှုတွေရှိမှဘာဖြစ်ဒီကစားသမားတွေတိုးတက်မှုတော့ပို့ပြီးတော့ကောင်းလာမှာပေါ့နော်အဲ့လိုလိုသလိုပြိုင်ပွဲကျင်းမှတဲ့ကွင်းတွေကိုလည်းဒီထက်ပို့ပြီးတော့အဆင်ပြေစေချင်ပါတယ်ကျွန်တော်တို့ဒီတူနာကိုတကွင်းနဲ့နဲ့ဆိုရင်တော့အဆင်ပြေဘာဖြစ်လို့ဆိုတော့အခုဆိုရင် quarter final တွေရောက်လာပြီဒါကျွန်တော်တို့အခုကျင်းမှနေတဲ့ဟာကျောင်းမြန်မာနိုင်ငံရဲ့အမြင့်ဆုံးလိပဲနော်ဒီရဲ့ပြိုင်ပွဲဆိုတော့အဲ့ဒီပုံရိပ်တွေကိုလည်း ပို့ပြီးတော့မြင်စေခြင်းလေဗျာဟုတ်ကဲ့ပဲဟိုဒါကျွန်တော်ကတော့ကျွန်တော်ရဲ့အမြင်ကိုပြောတာပါဘယ်သူမှမပို့ခဲ့ဘူးမထီးခဲ့ဘူးဘလုံးတူတက်ဖို့တော့ပေါ့နော်လောကဟိုပြန်ဆင်မှုပြင်းထန်တာပွဲကောင်းတစ်ပွဲဘလုံးရဲ့ရသမြောက်တဲ့ပွဲတွေကိုလိုချင်တယ်ဆိုလို့ရှိရင်ဟိုကျွန်တော်ဆိုတော့အဖက်ဖက်ကဟိုပြည်စုံနေဖို့လိုတယ်အဖက်ဖက်ကဆိုတော့ဟိုအရင်ပြည်စုံအောင်လည်းပြောတာမဟုတ်ပါဘူးဒါပေမဲ့ဘလုံးကွင်းဆိုလည်းဟိုကောင်းဝင်လေးနဲ့ပေါ့နော်ပြန်ဟိုပွဲကောင်းတစ်ပွဲကြည့်ရဖို့အတွက်ဘလုံးကွင်းကလည်းကောင်းနေဖို့လိုတယ်အဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့ကဝေသားဘိုးတွေပါရွာလဲလို့ရှိလို့ရှိရင်ဟိုဘယ်လိုရောလဲ ဟိုရေဝစ်တာတို့ဘာလို့ဆိုတော့ဟိုဘလုံးသမားတွေရဲ့စိတ်ထဲမှာလည်း fee ရှိရယ်ဗျာကွင်းကောင်းမှာကန်နေရတယ်အဲအဲ့လိုအချိန်မှာအဲ့မှာကန်နေရောရန်ကုန်ကွင်းကိုအပြစ်ပြောတာမဟုတ်ဘူးဒါပေမဲ့တိုင်ဝဲချင်းမတဲ့ကွင်းတွေကိုကောင်းစေချင်တာကိုပြောတာပါကျွန်တော်အဲ့တော့အဲ့ဟိုဘလုံးသမားတွေရဲ့ကိုတက်ဆန်ရဒါသမားရဲ့လည်းသူ့ကိုကုကလက်တင်းတို့ကြိုးစားမယ်ဟိုကွင်းတွေကလည်းကောင်းမွန်နဲ့ပြည့်စုံရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီထက်ပိုပြီးတော့တိုးတက်လာဖို့ရှိပါတယ်ဟုတ်ကဲ့ပါဒါအချိန်ပေးပြီးတော့တကူးကလာပြီးတော့ကျွန်တော်မေးသမျှအောင်ဖြည့်ပေးရဲ့ အတွက်လည်းဒါကိုရံပန်းအောင်ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အဲကျွန်တော်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီရတနာဝုံအသိန်းကိုအားပေးနေတဲ့ပရိသတ်တွေနောက်ပြီးတော့အကိုဟိုးရင်လည်းအောင်အခုထိအားပေးနေကြတဲ့ပရိသတ်တွေအတွက်လည်းတစ်ခုခုပြောပြပါဦးဗျာပရိသတ်တွေအားမလို့အားမဖြစ်တာကိုလည်းဟိုနားလဲပါတယ်ဒါပေမဲ့ကျွန်တော်ဘောလုံးကိုချစ်ပြီးတော့အားပေးနေတဲ့ပရိသတ်တွေဖြစ်တဲ့အတွက်အခုလည်းဆက်လက်ပြီးတော့ဒါပေမဲ့ quarter ဒီ semi final ပွဲစဉ်ကိုအရင်ရတနာဝုံလိုပဲဆက်လက်အားပေးပါအောင်လို့ကျွန်တော်ကနေ့တိုင်ရခံပါတယ် 哦，这个、oh. 啊。哦，这个啊。